ရွှေတွေမှာ16ဘေးရင်15ဘေးကြီးပါကွာတယ်။အားကြောင့်မို့ရွှေတွေကိုခွဲရတာလေ။အိမ်မှာအလွယ်တကူဘယ်လိုစစ်လို့ရလဲ။ဘယ်လိုအောင်လဲမေကညာ။ကျွန်တော်မြန်မာနိုင်ငံမှာအသုံးများတဲ့16ဘေးကြီး15ဘေးကြီး14ဘေးကြီးဘယ်လိုကွာလဲဆိုတော့ကျွန်တော်အချက်၃ချက်နဲ့ရှင်းပြတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပထမအချက်ပေါ့နော်။16ဘေးကြီးဆိုတာကျွန်တော်တို့မြန်မာကတော့ရွှေကြီးအပြည့်ဖြစ်ပါတယ်။တရားရငယ်လုံးရွှေပေါ့။15ဘေးကြီးဆိုတာကတော့16ဘေးကြီးကိုတခြား metal တွေဖြစ်တဲ့မြန်မာနိုင်ငံကဘော်ရိုးကြီးတို့နဲ့ကိုတပဲဆက်ထားပြီးမှရွှေ15ဘေးပဲပါတယ်ဟာဖြစ်ပါတယ်။ 14ပဲဆိုတာကအဲ့ဒီတခြား matters တွေကိုနှစ်ပဲဆက်ပြီးမှရွှေ14ပဲပါတယ်ဟာကို14ပဲလို့ခေါ်တာဖြစ်ပါတယ်ခင်ဗျာဒုတိယချက်ပေါ့နော်15ပဲလို့14ပဲလို့ဘာလို့တခြား matters တွေနဲ့ဆက်ရတာလဲဆိုရင်16ပဲဆိုတာရွှေအပြည့်ဖြစ်တဲ့အတွက်ရွှေဆိုတဲ့အမျိုးอ่ะပေါ့နော်သူကဟိုတကယ်ရွှေပြည့်သွားပြီဆိုရင်သူကတားပြော့တာဖြစ်ပါတယ်တခုခုနဲ့တိုက်မိချင်းမိလို့ရှိရင်ပြော့တာတော့ဖြစ်တယ်လေအဲကြောင့်မို့ကျွန်တော်တို့ဟိုအထယ်တွေလုတ်ပြီဆိုရင်လက်ကောက်ဆိုလုံးဝအထက်ကရွှေအပြည့်တော့ ဟိုဆွဲကျိုးဆိုတဲ့ရွှေအပြည့်တို့ကို16ပိတ်နေလို့တာဖြစ်ပါတယ်။ဒါပေမဲ့15ပိတ်ရေကိုဘာလို့အဲ့လိုတခြားမက်ဒက်ဆင်နဲ့ဆက်ရတာလဲဆိုရင်ဟိုကျွန်တော်တို့ကပေါ့နော်ဟိုရွှေကိုအထက်ထထေးလိုချင်တယ်။ဒါပေမဲ့ရွှေလည်းအများကြီးမဝင်ချင်ဘူး။အဲနောက်တစ်ခုကတော့ဒီဇိုင်းအစမ်းနေလိုချင်တယ်။အတွန့်လေးအကောက်ကွေးတွေလိုချင်တယ်ဆိုရင်တော့15ပိတ်ရေနဲ့ပဲသုံးလို့ရတာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်အခောက်ရွှေနဲ့သုံးလိုက်ရင် သူအလေးအခေါင်းကြီးဖြစ်တဲ့တော့ရွှေတခုခုရိုက်ပြန်နေပိတ်သွားမှဖြစ်ပါတယ်အခေါက်ရွှေဆိုရင်သူတခြားမန်ဒယ်ဆင်နဲ့ဆက်ထားတော့သူနည်းနည်းလေးပိုမာပြီးမှတခုဆိုပိုပြီးအကျဉ်းခံတာဖြစ်ပါတယ်အဲပြီးအတွန့်အလင်းကောက်ွေးကျွန်တော်တို့လို့ဟိုဟိုကနုတ်တွေလို့အကောက်တွေဆိုရင်တကယ်လို့16ပိတ်နေလို့လိုက်ပြီးဆိုရင်သူကအင်ကြီးနေညှိသွားရင် တန်တန်ကြီးဖြစ်သွားလို့လိန်သွားလို့တွန့်သွားလို့ဖြစ်တယ်ပေါ့နော်15ပဲညာတခြား medicine နဲ့ဆက်တော့သွားမာပြီးမှတုံတော့ဆိုမတွန့်မလိန်တော့ပဲနဲ့အဲ့ဒါလေးကဟိုပေါ့အဲ့လိုအတွန့်အလိန်တို့အထည်ကျင်တဲ့ဟာကြီးဆိုတော့အဲ15ပဲညာလောရတာဖြစ်ပါတယ်ခင်ဗျာ15ပဲကြီးကိုဥမာပြပြပြောပါရင်တော့ဒါကျွန်တော်မင်္ဂလာဆောင်တော့ကလက်ကင်ပန်းစီလေးဖြစ်ပါတယ်ဒီဟာလေးဆိုကျွန်တော်15ပဲညာလို့ထားတာပေါ့နော်တကယ်လို့ဒါကိုသာအခောင့်လိုက်လို့လိုက်ရင်ဒီလိုပန်းမွင့် လေးဒီမှာလို့ပျော်ပျော်လေးတိုက်လို့မရတယ်ဘီဒီပန်းဝင်နေရလဲအဟိုပေါ့နော်လို့ခိုင်းတောင်းတောင်းလေးဖြစ်မနေဘူးပေါ့နော်ရွှေတအားကောင်းလို့ဒါတည်းညှို့ကြောက်သွားပြီးကိုလိုချင်တဲ့ပုံစံဖော်လို့မရတာဖြစ်ပါတယ်ခင်ဗျာအခောက်ဆိုရင်14ပဲရေဟိုဘယ်နေရာမှာသုံးလဲဆိုရင်အဲအများစုပေါ့နော်14ပဲရေသုံးတာအများစုတော့ကျွန်တော်တို့ဟိုဒီလိုကြောက်ထဲတွေစိန်ထဲတွေပေါ့နော်စိန်ထဲတွေမှာတို့ကအလိုစွန်ဥတွေကိုကုတ်ရတယ်ကုတ်တဲ့အချိန်မှာကျွန်တော်တို့ရွှေသာတအားပြော့တယ်ဆိုရင်စွန်ဥကြီးလန်ပြီးကြောက်တွေစိန်ညာကိုပြုတ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ရွှေကိုမာတဲ့14ပဲရေတချို့ဆို17ပဲရေ13ပဲရေသုံးကြတာဖြစ်ပါတယ် အဲ့တော့ရွှေကဟိုတခြားမက်ဒယ်စင်နဲ့ရောထားမှာတော့နည်းနည်းလေးပိုမာပြီးမှဟိုဒီကြောက်ဒီစိန်ကြီးကိုကုတ်ပြီးမှကြကြခံမှာဖြစ်ပါတယ်တတိယချက်အနေနဲ့16ဘေး15ဘေး14ဘေးဘလို့ဈေးတက်မဲ့လဲဆိုရင်16ဘေးကတော့ကျွန်တော်တို့အများစုသိနေတဲ့ရွှေဈေးဖြစ်ပါတယ်ခင်ဗျာ15ဘေးဆိုတာတပဲဆက်တာတာဖြစ်တဲ့အတွက်တပဲနှုတ်ပြီးမှ15ဘေးဈေးဆိုပြီးတက်မဲ့လိုက်တာဖြစ်ပါတယ်14ဘေးဆိုရင်လည်းအဲ14ဘေးဆိုဒင်းငါးပေါ့နော်ကျွန်တော်ဒီရောက်ဆိုဒင်းငါးဆိုရင်လည်းဟိုပေါ့နှစ်ပဲဆက်ထားပြတော့နှစ်ပဲနှုတ်ပြီးမှဒင်းငါးဈေးဆိုပြီးတက်မဲ့လိုက်တာဖြစ်ပါတယ်ခင်ဗျာ နောက်ဆုံးအချက်အနေနဲ့16ပိတ်လား15ပိတ်လားဘလို့အလွယ်တကူသိနိုင်မလဲဆိုရင်ကျွန်တော်တို့စကားပုံရှိအောင်ရွှေမိုင်မီးမချောက်အောင်ဆိုရက်စကားပုံတိုင်းပဲပေါ့နော်16ပိတ်ရေမီးဘလောက်မှုတ်မှုတ်ရွှေအရောင်ပြောင်းမသွားပဲနဲ့15ပိတ်ရေမီးမှုတ်လိုက်တာနဲ့ရွှေကချက်ချင်းအမဲအောင်ပြောင်းသွားမှာဖြစ်ပါတယ်အဲဒါပေမဲ့အဲ့အဲ့ဒါကိုငရေမီးတဲ့ပြန်သိလိုက်ရင်တော့ original ရွှေအရောင်တောင်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ညောင်းလိုက်မှာသုံးရတဲ့16ပိတ်15ပိတ်14ပိတ်အကြောင်းကျွန်တော်ရှင်းပြသွားဖြစ်ပါတယ်ခင်ဗျာနောက်ကြရင်ကျွန်တော် 18K အကြောင်းကိုလည်းကျွန်တော်တက်တက်ရှင်းပြသွားအောင်ခင်ဗျာနောက်ကြတော့ကျွန်တော်ဒီတက်ကောင်းတဲ့ကောင်းနေနဲ့ပြန်လာခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Música